โอเคအားလုံးမင်္ဂလာပါနော်ကျွန်တော်တို့မတွေ့ကြလဲကြာပြီနော်ဆိုတော့ဒီနေ့ရောကျွန်တော်ဒီ task and go ပဲကျွန်တော် update လုပ်ပေးပါပါတယ်ဘာဖြစ်လဲဆိုတော့အခုကျွန်တော်ပေါ့နော်ကျွန်တော်ကျွန်တော်အမျိုးတွေပေါ့နော်ကျွန်တော် verify ဖြစ်တဲ့လူတွေများလာတော့ဘတ်ဆံဘလို့ top လုပ်လဲဆိုတဲ့ဟာကြီးမဲတယ်မဲတဲ့မိန်းကလေးညားလာတော့เนาะအဲ့ဒါကြောင့်ကျွန်တော်ပြန်မှ update လုပ်ပေးတာဖြစ်တယ်ဆိုတော့ task and go ကဒီ လူကေပါနဲ့မတူဘူးနော်လူကေပါလည်းမဟုတ်တယ်လို့ငွေလဲပါလည်းမဟုတ်ဘူးပြောချင်တာဟိုမြောက်ဒီမြောက်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီ ATM ဆက်မှာလည်းပတ်စံတော့ထည့်လို့မရဘူးနော်အများကြီးထည့်လို့မရဘူးဆိုတော့အဓိကတော့ online ကနေပတ်စံလွှဲတာတော့လက်ခံလို့ပဲရတယ်ပေါ့နော်ဥပမာပြောချင်တာဒီ test ဒီဘယ်လိုပြောမလဲ ီလူကေပန်ကလည်းစင်ပေါ့နော်လူကေပန်လို့ပြောရင်ဒီမေဘန်တို့အာ RSB တို့ CMB ပေါ့နော်အဲ့ဒီဘန်ကနေတစင်ကျွန်တော်ပတ်စံလွှဲရတာအဆင်ပြေတယ်။ဘာဖြစ်လဲဆိုတော့သူ့မှာအကောင့်နံပါတ်ရှိတယ်နော်အဲ့တော့ဒီ Touch and Go ကနေတစင်လည်းဒီလူကေပန်ကိုလွှဲရတာအရန်ကိုအဆင်ပြေတယ်နော်အဲ့ဒါကတော့ဒီတခြားဘာနဲ့ဒီလူလေးဘာနဲ့မတူဘူးနော်မချန်ထွေးနေတယ်မတူဘူးပေါ့နော်ဆိုတော့အခုအဲ့ဒီဟာဘယ်လိုလွှဲရဘယ်လိုလက်ခံတယ်ဆိုတော့ပြောပြရအောင်နော် ဒီနားမှာကျွန်တော်တို့ transfer ဆိုတဲ့နေရာမှာရှိတယ်ပေါ့နော်အဲ transfer ဆိုတဲ့နေရာမှာတစ်ချက်နေလိုက် send money ပေါ့နော် send money ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘယ်လို send money လုပ်လဲဆိုတော့ဒီဟာဖုန်းနံပါတ်ပေါ့နော်ဒီ e wallet ဆိုတဲ့နေရာမှာတွေ့တယ်မလားအဲ့မှာဖုန်းနံပါတ်ထည့်လိုက်ဒီဖုန်းနံပါတ်ကတော့ကျွန်တော်ဒီ test and go ဖွင့်ထားတဲ့ဖုန်းနံပါတ်အချင်းချင်းဆိုတော့ကျတို့ဒီဖုန်းနံပါတ်ကထည့်ရင်းနဲ့ပတ်စံလွှဲလို့ရတ ဲတရားပြနေရပြဒါမဲ့တရက်ကို9000ပဲရတယ်เนาะတရက်ကို9000ပဲလွယ်ခွင့်ပြုပါတယ်เนาะဆိုတော့သူ့ရဲ့ wallet limit လည်း9000ပဲဖြစ်ပါတယ်ယူရင်ဒီမှာတော့ပြောတာเนาะဆိုတော့ဒါဖုန်းနံပါတ်ရှိတယ်ဆိုရင်သူကဖွင့်ထားတဲ့ဒီဖုန်းနံပါတ်ကနေသူပတ်စံလွယ်လို့ရတာပေါ့เนาะနောက်တစ်ခုကအဲ့မှာဂျွန်းနောင်းဆိုတာရှိတယ်မလားကျွန်တော်နေလိုက်မယ်အဲ့ဒီဂျွန်းနောင်းကခဏကျွန်တော်ပြောသလိုဒီ task and go ကနေ မေဘန်တို့ CMB တို့စသဖြင့်အဲ့ဒီဘန်ကိုပတ်စံလွှဲလို့ရတယ်နော်အဲ့မှာတွေ့လား select one ဆိုတာရှိတယ် select one ဆိုတာနေလိုက် bank e wallet account ဆိုတာယူရတယ်နော်အဲ့ဒီဟာကိုယူရမယ်ပြီးရင်အခုကျွန်တော်ဘန်ကိုပြန်ယူလိုက်မယ်ဘန်ကဘယ်ကဘာဘန်ယူမလဲဆိုတော့ AU open service ပေါ့နော်ပြီးရင်ဒီမှာ account number ရေးလိုက်မယ်ပြီးရင်ဒီမှာ funds transfer ကတော့ရေးစမ်းလို့ auto ပေါ်ပြီးတော့ပြီးရင် hold out မှာ next ဆိုတာရှိတယ်နော်အဲကျွန်တော်တော့ င်လို့အဲ့ဒီကတော့မပြတော့ဘူးเนาะဆိုတော့ဒါဥပမာနဲ့လည်းအဲ့လိုတွားရတာဖြစ်ပါတယ်เนาะဆိုတော့ဒီနားမှာ overseas ဆိုတော့ရှိသေးတယ်เนาะ overseas ကြတော့ရွေးသမားတော့မသိဘူးဗောနော passport မရရအောင်ရနေတယ်ရွေးသမားတော့မရဘူးเนาะ passport လို့မရဘူးဘာဖြစ်လို့ကျွန်တော်နေလိုက်တဲ့အခါမှာ loss ရ service မပေးတယ်လို့ခင်ဗျားကိုယ်တိုင်ကဒီမလေးရှားမှာပဲအရင်လက်ခံရမယ်ပို့ရမယ်ဘာဖြစ်တယ်ညာပြေတာတော့ reason ပေါ့နော်တကယ်တော့မရဘူးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်မပြောတော့ဘူး နောက်တစ်ခုအခုကျွန်တော်ပြောချင်တာက transfer တဲ့ဟာကိုလက်ချက်ကျွန်တော်ပြောပြီနော် local ဘာကိုပို့တဲ့ဟာနောက်တစ်ခုက phone number တွေပို့ရင်းနဲ့ပတ်စံကျွန်တော် top upload ရတာပေါ့နော်နောက်တစ်ခုက receipt ဆိုတာ receipt ဆိုတာဒီမှာဒီချိုတဲ့ area QR code နဲ့ပေးချင်တယ်ဆိုရင်ဒီ QR code ကိုပေးလိုက်ပါ download QR code ပြင် WhatsApp မှာပို့ပေးလို့ရတယ်အဲ့ဒါဆိုသူတို့ကသူတို့ဘဏ်ကနေ send QR code scan မှာပေးလို့ရတယ်ပေါ့နော်အဲကျွန်တော် touch and go တွေကြတော့ ဒီ UN သမားတွေပေါ့နော်အဒီ local ban က QR code တူကို scan မပေးလို့မရအောင်ပါဘယ်လဲဆိုတော့ UN သမားဖြစ်တဲ့သူက limit လောက်ထားလိုက်တယ်နော်အဲ့ဒါတော့နားလည်စေချင်တယ်ဒီ local သမားရဲ့ကြတော့ thousand goals ကို scan ထားတာအဆင်ပြေတယ်ပေါ့နော်လုပ်လို့ရတယ်ပေးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တစ်ထည်တွေပတ်စံပေးမယ်ကိုယ့်ရဲ့တစ်ထည်တွေကပတ်စံပေးမယ် QR code ပေးပါဆိုရင်လည်းဒီ QR code ပေးလိုက်အဲ့ဒါဆိုရင်အမှတို့ထည့်ပေးလိမ့်မယ်ဒါမှမဟုတ် QR code မတည်တဲ့လူတွေရှိတယ်နော်အဲ့မျိုးဆိုရင် account number ပေးပါဆိုရင်ဒီမှာဒီမှာနော် account number က just not transfer ဆိုတဲ့ account number အများကြီးရှိမလား16ခုလား17ခုလား ATH ဟာကသတ်စင်ကိုရ account number ဖြစ်တယ်အားကြောင့်ဒီ account number ပေးရင်လည်းတထဲတွေကအဲ့ဒီ account number ထဲမှာပတ်စံထည့်ပေးမှာဖြစ်တယ်ဥပမာအနေနဲ့ကျွန်တော်ပြလိုက်မယ်နော်ဒီ account ဒီ number ကိုကျွန်တော် copy ယူလိုက်တယ်တွေ့ရမလားဒီ screen ပေါ်မှာပြီးရင်ကျွန်တော်က CMB ပေးမှာတော့မယ်ဥပမာအနေနဲ့အပေါ်ရန်လေးပြပြတာပါနော် အသေးစိတ်တော့မပြတော့ဘူးအသေးစိတ်ပြရင်ဒီညမိုးလေးလည်းပြီးမှာပေါ့ဆိုတော့ဆိုတော့ကျွန်တော် transfer ပေါ့နော် transfer okay sorry ပြီးရင်အခုကျွန်တော်ကြတော့အရင်က account က sip လုတ်ထားရပေါ့နော် favorite လုတ်ထားဆိုတော့ဒီမှာ msfbtg ဆိုတော့ပို့ရပေါ့နော်တကယ်လို့ကိုကတစ်ခေါက်မှမလွှဲတည်ဘူးဆိုရင်မလုပ်လိုက်ပြီးရင် e wallet ကိုရပါဖြစ်တယ်နော်ပြီးရင် paper လဲဆိုတော့ ဟောဒီမှာအေးရောပန်ထားလိုက်ပေါ့နော်ဘန်တစ်ခုခုပေါ့နော်ပြောချင်တာကဒီ local ban ကနေထပ်စင်ကိုတော့ထောက်လို့မှာနော်အဲ့ဒါခဏကျွန်တော်ယူထားတဲ့ copy ယူတဲ့ number ဒီမှာပေါ်နေအောင်ပါအဲ့ဒီဟာနေလိုက်ရသလိုဒီမှာနည်းနည်းလေးနေလိုက်ပြီး page ကိုနေလိုက်အဆုံးဒီမှာခါရဲပေါ်လာတယ်နော်ကိုကအမေနာအဲ့မှာလွဲမယ်ဆိုရင် save favorite ပေါ့နော်အာဒီမှာနာမည်လေးရေးလိုက်ပေါ့နော်အဲ့ဒါမှကျွန်တော်တော့မလုပ်တော့ဘူးနော်ဒါပြပြတော့ပေါ့နော်ပြီးရင် ဒီ next ဆိုတဲ့ဟာရေးပေါ့နော် next ဆိုတဲ့ဟာထည့်လိုက်တွေ့လားတစင်းကြီးတစင်းတော့သွားတာပြည့်တယ် file transfer နေမယ်ပြည့်အဲ့လိုပေါ့နော်ဆိုတော့ဒီမှာပတ်စံအမောင်းအားအဲ့လိုထားလိုက်ကျွန်တော်တစ်ချက်တော့ကြည့်မယ်နော်အာ okay ဒီမှာ noti noti ပေါ့နော်အဲ့ဒီ noti ကတော့ဟောလို့ချင်တယ်ဆိုတော့ email ထဲမှာကိုက noti ပို့လာတာပေါ့နော် okay ပြန်တန်းပြန်တစ်ချက်သွားမယ်ပြန်အဲ့လို ဒါကတော့ answer ဆုံးပေါ့နော်ဒါကတော့ကျွန်တော်ဘန်ကတ်ဒီ local ဘန်မရှိလို့ဖြစ်တယ်ပေါ့နော်ဒါဥပမာအနေနဲ့ကြွပြတာတကယ်လို့ရှိတယ်ဆိုရင်တော့ successful PR and approach ဆိုနေလိုက်ရင်သူက auto ကိုရဲ့ task and code ကိုဝင်ပြတာပေါ့နော်ပတ်စံဒါကတော့ကျွန်တော်ဒီအဲ local ဘန်ကတ်ဒီ task and code ကိုပတ်စံလွှဲလို့ရလို့ task and code ကတွေရော local ဘန်ကိုပတ်စံလွှဲလို့ရတယ်အရန်လွှဲတယ်ပေါ့နော် ATM တခုမှပဲပတ်စံထည့်လို့မရဘူးเนาะဒါကတော့ ာကျွန်တော်ဘယ်တော့ပြန် update မလဲတော့မသိဘူးเนาะ loss ကြတော့ကျွန်တော်ဒီ online banking ပဲအဆင်ပြေတာဖြစ်ပါတယ်เนาะဆိုတော့အာတချို့တခြားပါရရှိသေးတယ်ဆိုတော့အာဒီ credit card ပေါ့เนาะ debit card credit card ကလေးရောကျွန်တော် top up လုပ်လို့ရတယ်ပေါ့เนาะတကယ်လို့ကိုကအာတချို့ကျွန်တော်မှာ chat တိကို ချိန်ထားတာပေါ့နော်တချို့ကျတော့ချိန်လို့မရဘူးလိုကေပန်ကျတော့ချိန်လို့ရတယ်ပေါ့နော်ကျွန်တော်တော့ချိန်မထားဘူးတကယ်လို့ဘာချိန်ထားတယ်ဆိုရင်ဒီနောက်မှာကိုယ်ကထောက်လို့မယ်ဆိုရင်ဒီမှာတထောင်နဲ့ထောက်လို့ရတယ်နေရာလေးရတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ဘန်ကိုက်တစ်စင်းထောင်လို့တာပေါ့နော်ဒီ auto reload ဆိုတော့ကဘန်ကချိန်ထားရတယ်မချိန်ထားရမှုဆိုရင်ဒီမှာ continue ဆိုတဲ့အားရှိတယ်ပြီးရင်ကိုယ့်ရဲ့ဘန်ဒီမှာချိန်လိုက်ပေါ့နော်ကိုယ့်ရဲ့ CMB ဘန်ဆိုရင် CMB account number ချိန်လိုက်မှာပြီးရင်အဲ့ဒီ နစ်လာတယ်ပေါ့နော် CV စတဲ့ဖြစ်ဒါရကျွန်တော်မပြတော့ဘူးနော်ဒါချိန်ထားတဲ့ဆိုတော့ဥမာပတ်စံထောက်လို့မယ်ဆိုတော့အရန်လွယ်တယ်ပေါ့နော်ဒီကနေ့အော်တိုရီလော့ပဲအရန်လွယ်တယ်နော် critical နဲ့ typical ကြတော့ဒီနှစ်ခုတော့အတူတူပဲနော် reloading ဒီ reloading ကတော့အလွယ်ဆုံးပဲเนาะ reloading က seven level လို့ခေတ္တမှာကျွန်တော်က top upload ခြင်းနဲ့ task 6ဆိုတော့ကဒီကျွန်တော်အရင်က ဒီဒီ0 base 0 top upload လိုမျိုးပေါ့နော်အဲ့မှာဖွဲမယ်ဆိုရင်တို့က slip ပြထုတ်ပေးတယ်အဲ့ slip ပြမှာအဲ့မှာတွေ့တယ်ဒီမှာ white ထားတယ်နော်အဲ့မှာ relay pin ဆိုတာရှိတယ်အဲ့ pin number ဒီမှာထည့်လိုက်အဲ့ဆိုတော့လေလေလေးပဲတို့ကဒီမှာ continuous ဆိုနေလိုက်ရင်တို့က auto top upload ပြီးတာပတ်စံဝင်ပြီးတာနော်ဆိုတော့ဒါကတော့ဒီ server level မှာ top upload လို့ရတာပေါ့နော်အဲ့ကစဉ်းလို့ရတယ် နောက်တစ်ခုကတော့ indie international option ကြတော့ကျွန်တော်စီမှာတော့ရမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီဟိုတခြားနိုင်ငံကြတာကလေဒီ task ကိုပတ်စံချက်ပြတာပေါ့နော် grade ပြတာပေါ့နော်ဒီမှာ pandemic ဆိုတာဒီကတော့အာပန်တာကြတော့ဒီတရုတ်ပေါ့နော်ဒီ western union ဆိုတော့ american ဖြစ်တော့တယ် voice ဆိုတော့လည်း american ဒီကတော့ flip ဆိုတော့ indonesia ဒီလားအဲ့ဒီနိုင်ငံကရောဒီ task ကို တော့ upload ရ percentage ပေးလို့ရတယ်တော့เนาะသူတို့ရေ online ကနေเนาะဒါကတော့ဒီ overseas ပေါ့เนาะဒါပေမဲ့ကျွန်တော်လောဆယ်တော့ကျွန်တော်တို့ကဒီမြန်မာပြည်ကိုပတ်စံပြောလို့မရဘူးเนาะဒါကတော့ခဏကျွန်တော်လည်းပြောပြီးနောက်တစ်ခုကဒီ pay ပေါ့เนาะဒီ pay တစ်ခုအရင်ပြောပြမယ်ဒီ pay တစ်ခုက pay တာတစ်ခုချင်းတူတယ်ဒီ pay ကကျွန်တော်ဒီတစ်ခါလေးပတ်စံရှင်းတဲ့အခါပါလေဒီပစ္စည်းတွေကို scan မှာ tick ဆိုတဲ့ဟာအဲ့ဒီဟာနဲ့တို့ရော scan ယူတာဖြစ်တယ်ပေါ့เนาะဒါကတော့ သူတို့ schedule ပေါ့နော်ဒီတစ်ခုကတော့ကျွန်တော်တို့ကသူတို့သူတို့ရဲ့နေ QR ကိုကျွန်တော်ပြန် scan မှာပတ်စံပေးရတာဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဒီလောက်နေပဲကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်နော်နားမလည်တာမရှင်းတာရှင်း comment မှာပြန် mail လုပ်ရပါတယ်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်